မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်နဲ့စီးလုံးညီညွတ်တဲ့တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UN တို့ဇန်နဝါရီလ16ရက်နေ့ကနေပြီးတော့ရှီဒေါက်ဆန်းစုကြည်နေမှာတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးရမှာအချက်၃ချက်ကိုအဓိကဆွေးနွေးခဲ့ပြီးအဲ့ဒီအချက်တွေမှာ2015ခုနှစ်အတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ရေကောက်ပဲများဖြစ်စေရေးနိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနဲ့အခြေခံဥပဒေပြင်ဆင်ရေးတို့ဖြစ်တယ်လို့ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ရှမ်းတိုင်းဒေသများဒီမိုကရေစီဖွဲ့ချုပ်မှဦးဆိုင်ညွန့်လင်ကဆိုပါတယ် ် UN နဲ့ NLE နဲ့ပေါ့နော်သူတို့ UN တွေကလုပ်နေတဲ့ဟာကပေါ့ပေါ့ UN plus မိဖက်အဖွဲ့အစည်းတွေပဲနော်ကျွန်တော်တို့အဲ့ဒီ sustainable လေးတွေစပြီးလုပ်နေပြီအရင်လာပါနော်အခုနောက်ပိုင်းလဲဆက်လုပ်ဖို့အစီအစဉ်ရှိရဲအဲလုပ်ဖို့ကိစ္စနဲ့ပတ်သက်လို့ဒါဒီမှာလာပြီးတော့ NLE ဥက္ကဋ္ဌကိုလာပြီးတော့ရှင်းပြတာနော်ရှေ့ရှောက်လုပ်ငန်းတွေမှာလဲဒီကျွန်တော်တို့ပူပေါင်းတွားဖို့ပေါ့နော် အချက်၃ချက်ကျွန်တော်တို့ညှိခဲ့တယ်။ဒါပေမဲ့တဘောတင်ချက်တော့မရသေးဘူး။တော့ကျွန်တော်တို့ UN နေမှာ UN နေမှာပြန်ပြီးတော့ဆွေးနွေးပါမယ်။ဒီဘက်မှာလည်းပဲ NLC စီးစီမှာပြန်ပြီးတော့ဟိုဆွေးနွေးပါမယ်။ဒီ2015ထဲမှာပေါ့နော်အချိန်ကာလထဲမှာဟိုလွတ်လပ်ပြီးတရားမျှတတဲ့ယူကောက်ပွဲဖြစ်မြောက်ရေးနော်။နောက်ပြီးတော့ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးခြေကားဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့လောဇာရစကလောအတိအကျကျွန်တော်မရသေးဘူး။ ျွန်တော်လည်းစကလုံးတိကျရအောင်ကျွန်တော်ပြန်ရေးမယ်အဲ့ဒီလေးဘက်ပါလဲသူတို့လုပ်ပါလိမ့်မယ်ဆိုတော့နောက်နည်းနည်း working company ချင်းဆက်ပြီးတော့ညှိနှိုင်းတော့ပါမယ်အဲ့ဒီဆိုအဓိကတော့ပြန်ညှိညွတ်ရေးပါပဲနော်နိုင်ငံရေးအလုပ်တွေပါနိုင်ငံရေးအလုပ်တွေဆိုတော့ NL နဲ့လည်းကျွန်တော်တို့စကားပြောရမှာပဲအဲတာဆာညာနဲ့လည်းကျွန်တော်တို့ပြောဖို့ဟိုလုပ်ပါတယ်နော်နည်းနည်းဇက်နိုင်နဲ့ဖြစ်နိုင်တဲ့ဟိုအဖွဲ့အစည်းတွေပေါ့နော်ကျွန်တော်တို့ဒီဆွေးနွေးနိုင်တော့ဆွေးနွေးဖို့ပေါ့နော် လူကြီးတွေလှုပ်တာလဲအပေါ်ပိုင်းမှာ၄ပွင့်ဆိုင်လို့၆ပွင့်ဆိုင်လို့၁၀ပွင့်ဆိုင်ဒါလူကြီးတွေလှုပ်တာလဲလှုပ်တဲ့ပိုင်းပေါ့နော်ကျွန်တော်တို့ပါတီတွေအဖွဲ့အစည်းတွေအနေနဲ့လဲဒါကျွန်တော်လှုပ်အောင်ပါပေါ့နော်တတ်နိုင်တော့အလကားမနေဘူးပေါ့ဗျာနော်ကျွန်တော်နိုင်ငံကတဖြည်းနဲ့အရေးကြီးလာပြီနော်2015ကမမန်ကန်ကန်နဲ့ဖြောင်းဖြောင်းမလေးအားလုံး AC နဲ့သွားဖို့လူတယ်ဆိုတဲ့အခါကျတော့အားလုံးညှိနှိုင်းမှုတွေကပို့ပြီးတော့လှုပ်ဖို့လူတယ်လေနော် အလုံးကညီညွတ်ဖြစ်အောင်ပေါ့ဗျာတော့တတ်နေတယ်လို့ဒီနေ့မှာတော့ကျွန်တော်တို့ကရန်ဒီရှော့နိုင်တယ်လို့ရှော့ပြီးတော့နော်မိတ်ဆွေတွေဖြစ်အောင်တတ်နေတယ်လို့ညှိရပါလားအဲ့ဒီတွေ့ဆုံမှုမှာ NLD ဘက်ကတော့ဆန်းစုကြည်ပါဝင်ခုနှစ်ဦးပါဝင်ခဲ့ပြီး UNA အဖွဲ့ဘက်မှာ ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေတွင်မူဦးဆိုင်ညွန့်လင်ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေတွင်မူပူကင်ကန်းလျံမုံမျိုးသားပါတီအထွေထွေအတွင်မူဒေါက်တာမင်းစိုးလွင်နဲ့ကရင်မျိုးသားပါတီအထွေထွေအတွင်မူဦးမန်းကြုံငိမ့်နဲ့ရုံးဖွဲ့မှုဖြစ်သူတို့ပါဝင်ခဲ့တာဖြစ်ပါတယ်။